ကဲလုပ်ငန်းထဲမှာဆိုရင်ပေးထားတဲ့အပင်တွေကိုကြည့်ပြီးတော့တဲ့သူကအဖြေကိုမှန်ရင်အမှန်ချစ်ချစ်မယ်မှားတယ်ဆိုရင်တော့အမှားချစ်ချစ်ပြပါတဲ့ကဲလုပ်ငန်းထဲမှာဆိုရင်ခုနလုပ်ငန်းတက်လို့ပဲပုံလေးတွေပေးထားတယ်အပင်ပုံလေးတွေပေးထားတယ်အပင်ရဲ့နံပါတ်လေးပေးထားတယ် အပင်ပုံလေးတွေကတော့စကူပန်းပင် ရွက်လပင်စပယ်ပင်ထန်းပင်တွေပဲဖြစ်တယ်။အဲ့ပုံလေးကိုကြည့်ပြီးတော့ဒီချေတို့ကခုနလုပ်ငန်းတက်လို့ပဲဇရာွက်မှာမှန်တယ်ဆိုရင်အမှန်ချစ်ချင်မယ်မှားတယ်ဆိုရင်အမှားချစ်ချင်မယ်။ကဲပုံလေးတို့တခြားကြည့်ရအောင်စကူပန်းပင်ကဘယ်လိုပုံစံရှိလဲရွက်လပင်ကတော့ဘယ်လိုပုံစံရှိလဲ ဟဲ့စပယ်ပင်လေးကတော့ဘလို့ပုံစံရှိတယ်ဟောထမ်းပင်ကတော့ဘလို့ပုံစံလေးရှိတယ်ဆိုတာကိုဒီချာကြည့်ထားမယ်ပြီးရင်ဒီချက်နဲ့တူတူဇာယကွက်မှာအဖြေတူဖြည့်ကြမယ်နော်ကဲဟုတ်ပါပြီဇာယကွက်ထဲမှာဘာပြောထားလဲဆိုရင်စကူပန်းပင်ကတဲ့သစ်ပင်ထက်အရွယ်ငယ်တယ်တဲ့ခုနကတော့လုပ်ငန်းတက်မှာဒီချက်ကပြောပြသားတယ်သစ်ပင်ကြီး သစ်ပင်နေဆိုတာကြီးတယ်မြင့်တယ်အဲ့ဒါကိုပြောတာသစ်ပင်ဆိုတာသူကစက်ကူပန်းပင်ကတဲ့သစ်ပင်แท้တဲ့အရွယ်ငယ်တဲ့ဟုတ်လားတောင်းလို့မြို့ပုံလေးကိုကြည့်လိုက်ပါဦးစက်ကူပန်းပင်ပုံဟုတ်တယ်နော်တစ်ပင်ထဲအရွယ်ငယ်တယ်ကဲမှန်တဲ့အတွက်ဒီချက်ကိုအမှန်လေးချက်ပေးပါဦးကဲနောက်တစ်ခုသူကပြောထားသေးတယ်စက်ကူပန်းပင စကုပန်းမယံပင်စီရတဲ့သေးတွေတဲ့ကဲဟုတ်လားစကုပန်းမယံပင်စီရသေးတွေလားကြည့်ပေးပါဟုတ်တာဗောနော်ခုနတရက်ပင်နေလို့ကိုကိုပင်နေလို့ပင်စီရတောက်ခိုင်မနေဘူးလေသေးတွေနေကဲနောက်တဲ့တစ်ခုမြေကြီးရဲ့အနားမှာထပ်ပြီးရောတဲ့အကိုင်းခတ်ဒီများစွာတဲ့ဖြာထွက်နေတဲ့စကုပန်းမယံအဲ့လိုမျိုးလားအုံလေးကိုကြည့်လိုက်ပါဦး မြေကြီးရဲ့နားကနေပြီးတော့အကိုင်းခတ်တွေများစွာပြားထွက်နေရဲ့တဲ့ဟုတ်လားကဲမှန်တဲ့တွေ့ကြည့်ချက်ကိုအမှန်လေးချက်ပေးပါဦးဟုတ်ပြီပြီးလို့ရှင်စက္ကူပန်းပင်ဟာတဲ့ပင်စီတစ်ခုထက်ရှိတယ်တဲ့တော့ပင်စီတစ်ခုလည်းမဟုတ်တစ်ခုထက်ပိုပိုပြီးတော့ရှိတယ်ဟုတ်လားတစ်ခုထက်ပိုပြီးတော့ရှိရတာစက္ကူပန်းပင်ဟာကြည့်လိုက်ပါဦးပုံမှန်ပါဟုတ်တယ်ဆိုရင်ဒီချက်ကိုအမှန်လေးချက်ပေးမယ်နော် ပင်စည်ကတစ်ခုတည်းမဟုတ်ဘူးတစ်ခုထက်ပိုရှိရဆိုရင်ရှယ်ကိုအမှန်လေးချစ်ပေးမယ်။ကဲနောက်ထပ်တစ်ပင်ကိုဆက်ပြီးတော့လိလာရအောင်။နောက်တစ်ပင်ကရွက်လာပင်။ကဲရွက်လာပင်ကတဲ့တစ်ပင်ထဲတဲ့အရွယ်ငယ်တဲ့။ဟုတ်ပါလား။အုံလေးကိုကြည့်လိုက်ပါ။ကဲဟုတ်တယ်ဆိုရင်ဇရောက်ွက်ထဲမှာဒီရှယ်ကိုအမှန်ချစ်လေးချစ်ပေးပါ။ပြီးရွက်လာပင်ကတဲ့ပင်စည်ကသေးတွေတဲ့။ကဲဟုတ်လား။ဟုတ်တာဗော။ သစ်ပင်ကြီးရေထက်ရွက်လာပြန်ဆိုရင်ပင်စီကသိမ့်တယ်ကဲမှန်တဲ့အတွက်အမှန်လေးချက်လိုက်ပါဦးကဲနောက်ပြီးတော့ရွက်လာပြန်ရတဲ့မြေကြီးရဲ့နားမှာအကိုင်းခတ်တွေဖြာပြီးတော့ထွက်နေရတဲ့ဟုတ်လားဟုတ်တာပေါ့မြေကြီး ਨੇ အရန်ကြီးတော့မဝေးဘူးလေသူရဲ့အကိုင်းခတ်တွေရကဲမှန်တယ်ဆိုရင်အမှန်ချက်လေးချက်ပေးပါကဲတော့ထပ်ပြီးတော့ပြောထားကြည့်လေရလပင်ကတဲ့ပင်စီတစ်ခုထက် ပို့ပြီးတော့ရှိတယ်တဲ့ဟုတ်လားပုံလေးကိုကြည့်လိုက်ပါဦးဟုတ်တယ်ရှိတာပေါ့တစ်ခုထက်ပို့ပြီးတော့သူ့မှာပင်စီတွေအများကြီးပဲရှိကဲမှန်တဲ့အတွက်အမှန်လေးချက်ပေးပါဦးဒီချက်ဟုတ်ပါပြီနော်ကဲအဆိုရင်နောက်ထပ်တပင်ကိုခြေကိုဆက်ပြီးတော့လေ့လာရအောင်နောက်တပင်ကစပယ်ပင်ကဲစပယ်ပင်လေးရလေတဲ့တပင်ထက်အရွယ်ငယ်တယ်တဲ့မှန်ပါလားမှန်တာပေါ့ တစ်ပင်ထဲအရွယ်ငယ်တာပေါ့ကဲသူ့ရဲ့ပင်စီကသေးတယ်တဲ့ဇပယ်ပင်ရဲ့ပင်စီကိုကြည့်လိုက်ပါဦးပင်စီကတုတ်ခိုင်နေလားသေးတယ်နေလားသေးတယ်နေတာပေါ့ကဲမှန်တဲ့အတွက်အမှန်လေးချစ်ပေးပါဦးကဲနောက်ထပ်မြေကြီးနားမှာတဲ့အကိုင်းခတ်တွေကဖြာထွက်နေရဲ့တဲ့အများကြီးပဲတဲ့ဟုတ်လားဟုတ်တာဗောမြေကြီးနားမှာအကိုင်းခက်ဒီအများကြီးပြဖြာထွက်နေလေမှန်တာဗောကဲအဲ့ဆိုရင်တောက်သမီးတို့အမှန်လေးချစ်ပေးနော်ဒီချက် ကင်သူကထပ်ပြောထားသေးရင်ပင်စီကတစ်ခုထက်ပိုပြီးတော့ရှိတယ်တဲ့ဟုတ်လားသပယ်ပင်ကပင်စီတစ်ခုထက်ပိုပြီးတော့ရှိတာရှိတာဗောနော်ပုံလေးကိုကြည့်ချာကြည့်လိုက်အောင်ရှိတာဗောကဲရှိတယ်မှန်တယ်ဆိုရင်ဇယောက်ွက်ထဲမှာကြည့်ချက်ကိုအဖြေလေးအမှန်ချစ်ပေးပါကဲနောက်ဆုံးတပင်ဘာပင်လေးလဲပြောကြည့်ပါဟုတ်တယ်ထမ်းပင်ကဲထမ်းပင်ကတဲ့တစ်ပင်ထက်အရွယ်ငယ်တယ်တဲ့ကြည့်လိုက်ပါဦးထမ်းပင်ကအရွယ်ငယ်လား ဘယ်ငယ်မလဲထပ်မေးရအမြင့်ကြီးပဲနော်တပင်ထဲလေကြီးတာပေါ့တပင်နဲ့တူတူပဲကဲအဲ့တော့သူကထမ်းပင်ကတပင်ထဲအရွယ်ငယ်တယ်လို့ပြောထားတယ်မှန်လားမှားလားမှားတာပေါ့အားဆိုရင်ဒီချက်ကိုအဲ့အကွက်လေးထဲမှာအမားချစ်လေးချစ်ပေးမယ်နော်ကဲပြောထားသေးတယ်ထမ်းပင်ကတဲ့ပင်စီကသေးတွယ်တယ်တဲ့ကဲထမ်းပင်ရဲ့ပင်စီကတိတိတွယ်တွယ်လေးလားပဲတီးတယ်မလဲเนาะသူမှလည်းပင်စီเนาะရှိတာဗောเนาะပင်စီ အကြီးမရှိတော့သူ့မှာပင်စည်ရှိတယ်တောက်အခိုင်မရှိတော့မှကဲအဲ့တော့သူ့ရဲ့ပင်စည်ကသေးတယ်မှမရှိဘူးကြီးတဲ့အတွက်ရေတော့မှားတယ်နော်အမားလေးချစ်ပေးမယ်ဟုတ်ပြီထမ်းပင်ကတဲ့မြေကြီးရဲ့အနီးတစ်ဝိုက်မှာတဲ့အကိုင်းခက်တွေကဖြာထွက်နေတယ်ဟုတ်လားထမ်းပင်ရဲ့အကိုင်းခက်တွေကမြေကြီးနဲ့နီးလာကြည့်လိုက်ပါဦးပုံထဲမှာဘယ်မှာဖြစ်နေလဲအိုးမြေကြီးမှာနော်သူ့ကိုင်းခက်တွေကကဲအဲဆိုရင် သူပြောထားတဲ့အဖြေကမှားတဲ့အတွက်အမှားလေးချစ်ပေးပါကဲနောက်ဆုံးထမ်းပင်မှာတဲ့ပင်စီကတစ်ခုထက်ပိုပြီးတော့ရှိတယ်တောက်သူတွေကြည့်ကြည့်ပါဦးထမ်းပင်ရဲ့ပုံလေးကိုကြည့်ကြည့်ပါဦးထမ်းပင်ရဲ့ပုံလေးကပင်စီတစ်ခုတည်းလားအများကြီးပဲလားဟုတ်တယ်တစ်ခုတည်းနော်ထမ်းပင်ရဲ့ပင်စီကတစ်ခုတည်းရှိရတဲ့သူပြောထားတာတစ်ခုထက်ပိုရှိရဆိုတော့အဖြေကမှားပါတယ်။အဲဆိုရင်ဒီချိန်ဦးဇေယျဝက်လေးမှာအမားချစ်လေးချစ်ပေးပါ။ ကဲအဲ့ဆိုရင်လုပ်ငန်းနှစ်မှာเนาะအပင်ရဲ့တွင်ပင်လက္ခဏာတို့ကြည့်ပြီးတော့ရေတို့ကအမှန်တယ်ဆိုရင်အမှန်လေးချစ်တယ်မှားတယ်ဆိုရင်เนาะအမှားလေးချစ်တယ်ခုနလိုပဲလုပ်ငန်းတက်လို့ပဲအချက်လက်အားလုံးအမှန်ချစ်ထားတဲ့အပင်ကခြုံပင်ဖြစ်တယ်တဲ့ကဲအဲ့ဆိုရင်အချက်လက်အားလုံးအမှန်ချစ်ချစ်ထားတဲ့အပင်ကဘယ်ပင်ဖြစ်ဟုတ်တယ်ရလပင်စပယ်ပင် စက်ကူပန်းမင်းတွေကခြုံပင်တွေဖြစ်တယ်เนาะဘာဖြစ်လို့လဲဆိုရင် သူတို့အောက်မှာအမှန်ချစ်တွေအကုန်လုံးရှိတဲ့အတွက်ဒီအပင်တွေဒီခြုံပင်အုပ်စုထဲမှာပါတယ်တာသမီးဒါဆိုရင်တီချင်တဲ့အတူတူလုပ်ငန်းနှစ်ကိုလုပ်သွားတာတာသမီးရမယ်เนาะဒါလေးကတော့လုပ်ငန်းနှစ်ပဲဖြစ်ပါတယ်တာသမီးနားလည်မယ်เนาะ